အားလုံးပဲမင်္ဂလာပါတရှိခွန်အားပေးတင်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဆရာကတော့တာရနယ်လက္ခဏာပြတာဆရာဆရာရဲအောင်မင်းဖြစ်ပါတယ်။ဒီကနေ့မှာတော့အော်တိုဘာလ26ရက်နေ့ကနေအဲနိုဝင်ဘာလ1ရက်နေ့အတွင်းပေါ့နော်ဒီတပတ်တာကာလာအတွင်းမှာမှ9ရက်သားသမီးတဲ့အခါမှာနေ့နဲ့3ခုပေါ့ရွေးချယ်ပြီးတော့ဆရာကဗယ်နေ့နဲ့သားသမီးတွေကဘယ်လိုကံစရာအပြောင်းလဲတွေရှိမလဲဘယ်လိုမျိုးအဲဒီကံအခွင့်အလမ်းတွေရရှိလာမလဲအခက်အခဲတွေတုံ့ပြန်ရအောင်လားဆိုတော့ကိုဆရာကရွေးချယ်ပြီးတော့ဖျားပြပေးသားမှာဖြစ်ပါတယ်။အဲ့တော့ ကိုယ့်ရဲ့ပြောင်းလဲလာမယ့်ကန်စရာလေးကိုအဲဆရာကကိုစားလေးကြည့်ပြမှာဖြစ်တဲ့အတွက်မိမိတို့ရဲ့ပြောင်းလဲလာမယ့်ကန်စရာလေးပေါ်မှာအာယုံလေးစိုက်ပေးဖို့အတွက်လည်းပြောချင်ပါတယ်။ကဲအစင်းချင်းဖြင့်စားလိုက်ရအောင်။ကြရတော့26ရက်နေ့ကနေ1ရက်နေ့အတွင်းပေါ့နော် ကဲဒီတပတ်တာကာလအတွင်းမှာကင်ဆာအပြောင်းလဲအများဆုံးဖြစ်မဲ့နေ့နဲ့သုံးခုပေါ့ပဲနေ့နဲ့သားသမီးတွေဖြစ်မလဲပေါ့ကဲတစ်ချက်ကြည့်ရအောင်ကဲပထမဆုံးနေသားကကြတော့တနင်္ဂနွေသားသမီးဖြစ်ပါတယ်ကဲဒုတိယနေသားကကြတော့အင်္ဂါသားသမီးဖြစ်ပါတယ် ကဲနောက်ဆုံးနေသားလေးကတော့ဂျာတာပရိသတ်သမီးဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေရဲ့အင်္ဂါရဂျာတာပရိရဲ့နေ့နဲ့သုံးခုကတော့ဒီပါပြီအဲ့တော့ဘလိုကန်ဆာတာပြောင်းလဲလေးတွေဖြစ်မလဲပထမအုံဆုံးကန်ဆာတာအဲ့တော့ကန်ဆာတာနဲ့ပတ်သက်ပြောမယ်ဆိုတော့ပထမအုံဆုံးကန်ဆာတာကကြတော့ကိုယ့်ရဲ့ပေါ့နော်လုပ်ငန်းတစ်တည်းလုပ်ငန်းနှစ်ခုကိုတပြန်နဲ့ပြုတ်လို့ပြီးတော့ကိုယ့်အတွက်ပေါ့နော်အဲများစွာသောအခွင့်အလမ်းတွေရရှိလာမယ်ကန်ဆာတာလေးတွေကိုတွေးရတယ် ဲ့တော့လုပ်ငန်းမှာဟိုစင်းလုံးကြောကြီးကောင်းမှလားဆိုတော့မကောင်းဘူးဒါပေမဲ့အခက်အခဲတွေကြော်လွန်ပြီးတော့မိမိရဲ့လုံရည်ကံရည်တွေကိုကိုက အသုံးချမယ်ကို့အနေနဲ့ပေါ့နော်ဇွဲလုံးနာဝရိယနဲ့ကြိုးစားပြီးတော့ဒီကာလတစ်ခုကိုကိုကကြော်ဖြတ်သွားမယ်ဆိုရင်ကိုယ့်အတွက်လုပ်ငန်းခွင်လန်းစစ်တွေလည်းရလာမယ်လုပ်ငန်းနှစ်ခုကနေဝင်ငွေနှစ်ခုရတာမျိုးလေးတွေတိုးတက်ကြီးပွားမှုလေးတွေရရှိလာတာမျိုးလေးတွေလက်တော်ဒီတစ်ပတ်ကကန်ဆာလေးမှာရရှိပန်ဆိုင်ဖို့ရှိပါတယ်ကဲဒုတိယတစ်ခု ဒုတိယတစ်ခုအနေနဲ့ကကြတော့ကိုယ့်ရဲ့ပေါ့နော်စက်တူလုပ်ငန်းဒါကပြောချင်တာစက်တူလုပ်ငန်းအဲ့တော့စက်တူလုပ်ငန်းနဲ့ပတ်သက်ရင်မိသားစုနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးဖြစ်ဖြစ်ကိုယ့်ရဲ့ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးလုပ်ကြရတဲ့လုပ်ငန်းမျိုးဖြစ်ဖြစ်အထူးသဖြင့်တော့စက်တူလုပ်ငန်း၊ရှယ်ယာလုပ်ငန်း၊စက်ပစ္စည်းနဲ့ပတ်သက်တာမျိုးလေးတွေစက်သွယ်ရေးနဲ့ပတ်သက်တဲ့လုပ်ငန်းမျိုးတွေနဲ့ပတ်သက်ရင်တော့ဒီကံစရာနမိတ်တဲမှာဒီခုနပြောတဲ့တရင်ကိုယ်တွေသားသမီးအင်္ဂါသားသမီးကြာသာပရိသားသမီးတွေကပို့ပြီးတော့ ဟိုပြောရရင်သူညာတဲ့ဆိုင်အကျိုးပေးနေတာမျိုးကိုတွေ့ရတယ်အဲ့တော့အကျိုးပေးတဲ့နေရာမှာလည်းပို့ပြီးတော့အားသာချက်တွေရှိတယ်အဲကိုလှုပ်လိုက်တဲ့အရာတစ်ခုကိုလှုပ်လိုက်တဲ့အကြံဉာဏ်တစ်ခုက ပို့ပြီးတော့ဒီကလာအတွင်းမှာချက်ချင်းစွစလိုအောင်မြင်သွားတာမျိုးလေးတွေချက်ချင်းစွစလိုအကျိုးပေးသွားတာမျိုးလေးတွေကန်စရာနာမည်ထဲမှာဖြစ်လာဖို့ရှိပါတယ်ဒါလေးကတော့အဲဒီပေါ့နော်ဒုတိယကန်စရာလေးပေါ့နော်အဲ့တော့စက်တူလုပ်ငန်းဖြစ်တဲ့အတွက်ကိုကတစ်ခုရှိတာကကို အနေနဲ့ပေါ့နော်ယုံကြည်စိတ်ကြရတဲ့လူတွေကိုတော့ကိုကအာမခံချက်ပေးနေတဲ့လူမျိုးတွေကိုတော့လှုပ်ဖို့တော့လိုအပ်လိမ့်မယ်ဆရာကစက်တူလုပ်ငန်းကောင်းတယ်ပြောတာနဲ့တခါတည်းဟိုကိုယ်တငယ်ချင်းတွေမှာစက်တူလုပ်တာမျိုးလေတကုတ်တငယ်ချင်းမဟုတ်ပဲဒဇိန်းတွေကလှုပ်ချင်တဲ့လူတွေကိုယ့်ပတ်ဝန်းကျင်မှာရှိရဆိုလေကိုကစက်ချင်းကြီးပဲစုံမဲချပြီးလှုပ်တာမျိုးတော့ဆရာအနေနဲ့မပြောချင်ဘူးပေါ့နော်အဲ့တော့ကိုယ်အနေနဲ့တေးချတဲ့အဲကိုအာမခံချက်ပေးနိုင်တဲ့ကိုကျွမ်းကျင်တဲ့လုပ်ငန်းမျိုးလည်းဖြစ်မယ် စက်တူလုပ်ငန်းမျိုးလည်းဖြစ်မယ်ခုနဆရာပြောခဲ့တဲ့ဒီစက်သွေးရည်တို့အဲစက်မှုလုပ်ငန်းတို့စက်ပစ္စည်းညပတ်သက်တာမျိုးအဲ့လိုလုပ်ငန်းမျိုးတွေနဲ့ပတ်သက်တဲ့လုပ်ငန်းဆိုရင်တော့မက်ဆီဇုံမိတ်ပြီးတော့အချိန်ပေးတဲ့အချိန်ပို့ပြီးတော့ပေးရင်ပို့ပြီးတော့ရလက်ကောင်တွေရလာမယ်အခွင့်အလမ်းကောင်းလေးတွေကလည်းပို့ပြီးဒီကန်ဆာနမိတ်ထဲမှာရရှိပိုင်ဆိုင်ဖို့လည်းကန်ဆာလေးတွေရှိတယ်ပေါ့နော် ကဲနောက်တစ်ခုနောက်တစ်ခုအနေနဲ့ကကြတော့ငွေကြေးကံအဲ့တော့ငွေကြေးကံနဲ့ပတ်သက်ရင်တော့အမျိုးသမီးတအူးကြောင့်ငွေကုန်ကြေးကြလေတွေများရတတ်ပါတယ်အဲ့တော့ငွေကုန်ကြေးကြများရတတ်တယ်ပြီးတော့သူ့ကြောင့်ပေါ့နော်ကိုကိစ္စမို့ပဲနဲ့ငွေကလည်း ဟိုလက်တလုံးမှာပေါ့နော်ငွေကြေးရှာနေရတာမျိုးလေးတွေငွေကုန်ကြေးကြများနေတာမျိုးလေးတွေငွေကြေးအဆင်မပြေတာမျိုးလေးတွေအခက်အခဲကြုံနေရတာမျိုးလေးတွေဒီကန်ဆာနာနမိတ်ထဲမှာအဖြစ်များနေမှာပေါ့နော်အဲ့တော့လက်တလုံးမှာကိုယ်အနေနဲ့ပေါ့နော်ဒီကန်ဆာတာလေးကငွေကြေးပိုင်းနဲ့ပတ်သက်ရင်တော့ဒီချာချာလေးစစ်စစ်စီစီတုံးပြီးတော့ပဲဒီကန်ဆာနာနမိတ်တွေကိုကျော်ဖြတ်ဖို့လိုအပ်လိမ့်မယ် မဟုတ်ရင်တော့ကိုယ့်အနေနဲ့ပေါ့နော်ဝင်တော့ဝင်ဖို့ဖြစ်တာမျိုးလေးတွေငွေကြေးကျွေးတင်တာမျိုးလေးတွေငွေဝင်ပြီးတော့အပတ်မတင်တာမျိုးလေးတွေဖြစ်ပေါ်တတ်ပါတယ်ဒါလေးကတော့ကန်စရာလေးဖြစ်ပါတယ်အဲ့တော့ဒီဂျပန်မှာတော့ကန်စရာလေးကိုတော့ပြောင်းလဲလာမယ်ကန်စရာလေးကိုဆရာကပြောပြီးသွားပြီအဲ့တော့ကန်စရာလေးကိုတီးပြီးတဲ့နောက်မှာတော့ပြုတ်လို့ရမယ်ရေရာလေးဆိုတာရှိတယ်အဲ့တော့ရေရာလေးလုံးမှပဲကန်မြင့်ကန်ဆင့်ပြီးတော့ကန်ညက်နေပြောင်းကင်းသွားမှာဖြစ်ပါတယ်အဲ့တော့ရေရာလေးအနေနဲ့ကကြတော့မိမိရဲ့အိမ်ပြားလေးမှာနွားနို့လေးတစ်ခွက်ရဲ့ ပြီးတော့နှင်းစီပန်အဖြူ9ပွင့်လေးကိုလူတန်းပြီးတော့ဆူတောင်းပေးပါအဲ့ဒါဆိုတော့အညံ့နေပျောက်ကင်းသွားပြီးတော့ကောင်းမွန်တဲ့ကင်ဆာလေးတွေကတင်းစီကိုရောက်ရှိလာမှာဖြစ်ပါတယ်ဒါလေးကတော့ဒီဘက်ကကင်ဆာရအတွင်းမှာပြောင်းလဲလာမယ်ခုနှစ်သားသမီးတွေကမှနင်းနယ်၃ခုနဲ့ပြောင်းလဲလာမယ်ကင်ဆာရလေးတွေဆောင်ရွက်ဆောင်ရွက်လေးကိုပြောခဲ့ပေးတာဖြစ်ပါတယ်အဲ့တော့နောက်တစ်ပတ်နောက်တစ်ပတ်ဒီမှာလည်းမတူညီတဲ့နေသားတွေမတူညီတဲ့ကင်ဆာရလေးတွေဆောင်ရွက်ဆောင်ရွက်လေးတွေကိုသိကျင်နေဆိုတော့ဒီဗီဒီယိုလေးလက်ကဲ share လုပ်သွားဖို့လည်းမမေ့ပါနဲ့နောက်တစ်ပတ်နောက်တစ်ပတ်ဒီမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်